ทำไมมีงร้องทีนี้ฮะป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 าปะเนองชาแต่ไม้นี่แหละแบบพังโอเคเดี๋ยวได้แล้วแบบพังทีนี้ปะ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 จะแพทาร์เลยทีนี้ตอนใสาวใจเดียใต้โลกาสิงห์โตแต่สวยเขาแพทาด้บ่เนาะแต่ดาวใต้ก็โลกาสิงห์โตแต่ ။ဒါလည်းရှိတယ်ဆိုတော့ဒါလည်းရှိတယ်။အဲ့ဒါလေးကြီးတိုင်းပေါ့အမြဲတွေးမိရဲ့အဲဒီနားလေးဆိုရင်ဒါနဲ့တူတယ်။မာနဲ့တူတယ်အဲ့ဒါတွေးမိတယ်ပေါ့နော်။အဲဒီနေ့တော့အာရီရောဖတ်နေလို့ပြင်းစရာကောင်းတယ်။ဖတ်ထားတဲ့ဟာတွေကို review ပုံစံမျိုးပေါ့နော်။ဟောက်အရှေ့ယူလိုက်ပြီးနားထောင်နေရမယ့်အစား review ပုံစံမျိုးလေးပြောကြည့်မယ်ပေါ့။ review လည်းမဟုတ်ဘူးပေါ့နော်တကယ်။ဒီ တိုင်းလောကစိန်ကျော်တန်ကအခြေတည်ထားတာကဒီတိုင်ချန်းစာအုပ်ပေါ့နော်အဲ့ဒီတိုင်ချန်းစာအုပ်ကိုကျင့်လိုက်လို့ရှိရင်ဒီတိုင်းလောကတစ်ခုလုံးမှာဆရာကြီးဖြစ်သွားမယ်ပေါ့နော်ရန်တော်တဲ့သူဖြစ်သွားမယ်ပေါ့လေတိုင်ဘက်ကင်းပေါ့အဲ့လိုပြောရမယ်တူအဲ့အတွက်ကြောင့်ဒီတိုင်ချန်းစာအုပ်ကိုလိုချင်ချင်တယ်ပေါ့နော်ဒီဒီတိုင်ချန်းစာအုပ်ကလည်းပေါ့နော်ဟိုအုံကြီးတော်ကထွင်ခဲ့တာပေါ့နော်သူတို့ဒီအဲတရုတ်တရုတ်ဖုန်ကြီး ဘုံကြီးတစ်ပါးထွင်ခဲ့တာအဲ့ဒီထွင်ထားပြီးတော့အဲ့ဒီတယောက်ဘုံကြီးကနေပြီးမှသူသူကတော့အိမ်တော်မပြေဦးနဲ့တူရဲ့အဲ့ဒီသူ့ရဲ့မျိုးဆက်တွေကနေပြီးတော့မှဒီတိုင်းချမ်းကိုလက်ဆင့်ကမ်းချတယ်ပေါ့လေအဲ့လိုလက်ဆင့်ကမ်းချတဲ့အခါကျတော့ဒီအခုဇလန်းဖြစ်မဲ့အမင်္ဂလာအာမခံဌာနဆိုတာရောက်တာပေါ့မင်္ဂလာအာမခံဌာနဆိုတာအာဒါဇက်အိမ်တည်တဲ့နေရာပေါ့အဲ့ဇက်အိမ်တည်တဲ့အာမခံဌာနဆိုတာက ီတကယ်ကပေါ့နော်ဟိုပစ္စည်းတွေကိုလက်ခံပြီးတော့အဲနိုင်ငံအနှံ့ပြဟုတ်ပေါ့ဒီပစ္စည်းရှင်ကနေပို့စီခြင်းတဲ့နေရာကိုပစ္စည်းကိုစောက်ရှောက်ပြီးတော့လိုက်ပို့ပေးရတာပေါ့နော်အဲ good case နဲ့ delivery နဲ့တူတယ်နဲ့တူတယ်အဲ delivery ပို့တာပေါ့လေ delivery ပို့တဲ့အခါကျတော့တန်ဖိုးကြီးတဲ့ပစ္စည်းတို့အဲ့လိုဟိုသူတို့နိုင်ငံကြီးကလည်းကျေကြီးမလားနော်တပီနန်းနဲ့တပီနန်းသွားရလာရတဲ့အခါကျအဝေးကြီးဆိုတော့ဟိုဘေးကနေပြီးဒီဟို ပစ္စည်းလဲကြီးတွေကိုဘေးကနေကိုရန်တော်တွေနဲ့ပေါ့နော်လိုက်ပါပို့ဆောင်ရတာပေါ့အဲ့ဒါကိုအာမခံဌာနလို့ခေါ်ကြပါပါလိ။အေးအာမခံဌာနနမယမင်္ဂလာအာမခံဌာနပေါ့။အမင်္ဂလာအာမခံဌာနရဲခေါင်းဆောင်နဲ့ဟိုခေါင်းဆောင်ဟိုဘယ်လိုပြောမလဲဇနီးမောင်နဲ့နှစ်ယောက်မှာတားလီတယောက်ရှိတယ်ပေါ့နော်။ဟိုဒီဒီဒီဇလန်းလေးကို စာနာထောင်လိုက်တော့ခါကျတော့အော်ဒီဖေးနဲ့အမေနဲ့ပေါ့နော်ဒီကလေးလေးကိုအလိုမလိုက်ဖဲနဲ့ပေါ့နော်ဒီတဲ့ပို့ပြီးတော့ဟိုတင့်တော်ကောင်းမအောင်ထားမယ်ဆိုရင်တော့အာဒီအမားရွာစပြီးမဖြစ်လာဘူးပေါ့နော်ဒီလိုဒီလိုမြင်နေအဲ့မှာဒီဆက်အိမ်စတဲတာဘလို့တဲလဲဆိုအဲသူတို့ရက်ဒီသူတို့နေပေါ့လေသူတို့နေရဒီဖူးဖူးချက်နေပေါ့အဲဖူးချက်နေဖူးကျိုးမြို့မဲ့နာမည်လည်းမှတ်ထားအောင်နော် အခုကျိုးမျိုးမှာတို့ဒီဘာမကန်ဌာနရှိတယ်။အဲတတိကျတော့အဒီဘာမကန်ဌာနရှိရနေရပေါ့နော်။ဟိုပါရှိရနေရနေပြီးတော့ဒီအမဲလိုက်ထွက်ဖို့ဆိုပြီးတော့မှဒီအတန်ဆက်ရှင်နေလာပဲရှိရသူတို့ရဲ့တားကလေးကအဲသူတို့ရဲ့ဒီအာအာမခံဌာနအတိုင်းဆရာရင်းနဲ့တူပေါ့လေတားတယ်ပေါ့ဟမ်တားတဲ့ခါကျတော့ဒီတော့တဲ့ကိုရောက်သွားတော့အမဲအကောင်ကြီးကြီးလေးပြစ်ခဲ့ပါပေါ့ အဲ့မှာတကယ်လေအဒီဟိုအမဲကောင်ကြီးကြီးလေးပြစ်ခဲ့ပါဆိုပြီးတော်ရဲကိုဒီတခင်သူတို့ရဲ့တခင်လေးပေါ့နော်သူတို့ရဲ့တခင်လေးနဲ့အတူသွားကြတော့တော်ရဲကိုလည်းရောက်တော့ဒီတခင်လေးတော့ပြစ်လို့ရအောင်ဟာချက်တည်းဘုနာလွတ်ပြီးဒီနာလွတ်ပြီးပေါ့နော်အဲ့လိုလွတ်ပြီးတဲ့ဒီလိုမျိုးဖြစ်တယ်ဆိုတော့ဟာအဲ့ဒါဆိုတူတူဒီလိုပြောရမလဲစားတာအောင်စားပေါက်ချအောင်လို့မဟုတ်နေတာထိုင်တာရှိအောင် ဒီဒွိုင်းညာနည်းရဲ့တမောပဲเนาะအဲ့ဒါကိုမိဘနှစ်ပါးလည်းမသိဘူးလားပေါ့เนาะဒါဒီဒီဇလန်ဆက်ဒီဒီတရဆက်လိုက်ဒီအခုပြောစပြောတဲ့တရားနာမြန်လင်းချန်နံပေါ့အဲ့လင်းချန်နံရဲ့အဖိုးလက်ထက်ကနေစပြီးဒီဒီဒီဟိုအာအာမခံဌာနတီထောင်လာခဲ့တာပေါ့လीတီထောင်လာခဲ့တော့အာဘလူမီတာတိုင်းဟဲ့မှတ်ထားအောင်နော်ဘလူမီတာတိုင်းတရရှိခွင့်မိုးဟိန်လောက်ဝဆောင်တိုင်းနဲ့ ဒီမြားတို့လျှို့ဝှက်လက်နက်တွေနဲ့နာမည်ကြီးခဲ့တာပေါ့နော်အဲ့ဒါသူကလမ်းမှာသွားနေတော့တကိုးတဲ့မြားလေးနဲ့တွေ့ရတဲ့ခါကျတော့အအကြီးကျယ်တိုက်ပွဲဝင်တဲ့ခါကျတော့ဘိုးဟိလဝဲဆောင်နဲ့ဘူးလုံးခင်းချုံဖြစ်အောင်လုပ်လိုက်တာပေါ့နော်မြားအတူနဲ့အဝေးပြက်လက်နက်တွေဒီလိုလျှို့ဝှက်လက်နက်တွေနဲ့လက်နက်ပုံပေါ့လေလျှို့ဝှက်လက်နက်ဆိုလက်နက်ပုံနဲ့ပေါ့အခုခေတ်ဆိုလို့ရှိရင်တော့အဲမြားတူနဲ့ပြက်တယ်လို့ဘာလို့ဆိုတာပစ်တူတို့လိုမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုလက်ထပ်ပုံ အဲပြက်လိုက်တယ်ဆိုတဲ့အခါကျတော့အဝေးတနေရာလှမ်းပြီးတော့တနေရာနဲ့တနေရာဆိုရင်ဒီမြားတိတိလေးနဲ့ပြက်တာမျိုးဒါမျိုးရှိနေတယ်ကျွန်တော်ဒီဆဆကြီးဒီအာမခံဌာနတည်ထောင်တဲ့အခါကျတော့မျိုးမျိုးပေါ့နော်ဒီလူစိုးလူမိုက်လူသွန်းလူတရန်နေလားစမ်းကြတာပေါ့မျိုးမျိုးစမ်းတော့ဒီသင်္ချန်နဲ့ရအဖိုးနဲ့တွေ့တော့ရန်ကိုတော်တဲ့အခါကျဘယ်သူမှမစမ်းနိုင်တော့ဟာနောက်ဆိုမင်္ဂလာအာမခံဌာနဆိုရယ် အလန်းညိုလွှဲပြီးတော့သူတို့တွေပစ္စည်းပို့တာပေါ့နော်အခုခေတ်လို့ဆို delivery ပို့တဲ့အခါကျရင်ဘယ်သူမှမကန့်ရဲဘူးလေဒီလိုမျိုးပေါ့အဲ့တော့အဲ့ဒီအရှင်ကဒီသူကြီးလက်ထက်ဒီရောက်လာတယ်ပေါ့နော်ဒါမှလည်းတကယ်တော့အဲ့ဒီအရှင်ကိုမထိန်းထားပဲနဲ့ပေါ့နော်ဒီအခုဆဆာချင်းဖွင့်လိုက်တဲ့စာသားမှရင်တွေ့ထိုက်တာအာဒီဒီခက်ဒီသူတို့ရဲ့တခင်လေးပေါ့နော်တော်လိုက်ဖို့အတွက်ကိုဗာလဲဟိုဖူဂျွန်းမြို့ရဲ့အပြင်ဘက်က တော့အကြီးမှာမဲလိုက်ထွက်သွားတော့ဟိုဘယ်လိုရအောင်လဲသူတို့ကဒီသူတို့ရဲ့ဆရာအမဲပြစ်လို့ရအောင်ကျမ်းဖန်ပြီးလောက်ပြရပါတော့ပြန်လာတဲ့ခါကျတော့လည်းဒီလမ်းပေါ်မှာပေါ့နော်အာဒီဆိုင်ဒီဇိုင်းအရက်ဆိုင်ပေါ့လေအရက်ဆိုင်တွေတော့ဟာတာဝင်ပြီးတော့အဲကြောချက်ပြီးစားချမယ်နော်အဲ့မဲ့အဲဒီအရက်ဆိုင်လေးကလည်းသူတို့သွားနေကြလမ်းနေတယ်လမ်းမှာမတီဆိုင်တရားမျက်ရှိရပေါ့ ဒီဒီဇိုင်းရင်းနှီးပြီးသားပေါ့ဒါပေမဲ့သူတို့ဝင်သွားတဲ့အခါကျတော့အဲ့ဒီဆိုင်မှာဟိုအရေးဆိုင်ပိုင်းရှင်ဖြစ်နေလို့နေရတယ်ဗျာအရင်လူတွေဖောက်တော့နော်အချက်ချင်းမပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူတို့ရဲ့အဖြေတွေကလည်းအာဘာလို့တော့ဆိုဟာအရင်အရင်ဆိုင်ရှင်ကဘယောက်ွားလဲသာအရင်ဆိုင်ရှင်ကအာကုစားပြီးပြန်သွားလို့ကျုပ်တို့ဒီဟာကိုလက်လွဲယူလိုက်ပါပေါ့နော်ကျုပ်တို့ကဒီနယ်သားတွေပေါ့လေတခြားနေရာနေလာတာပါပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးပြောလိုက်တယ်ပေါ့ ဆိုပြီးတော့အမဟိုဒီဆိုင်ရှင်ရဲ့ဆိုင်ရှင်ရအဖိုးကြီးပေါ့လေဆိုင်ရှင်အဖိုးကြီးမှာမိမလေးတယောက်လည်းပါလာပြီးတော့ဒီရုပ်ဆိုးတဲ့အမိမိမလေးကနေပြီးဇပွဲတို့လောက်ပြီးတယ်အဲ့ဒီအချိန်မှာပဲပေါ့နော်ဟိုဒီသူတို့ပါလာတဲ့အကောင်ဘလောင်ကြီးကိုချက်ခိုင်းလိုက်တယ်ပေါ့လေချက်ခိုင်းနေတော့မှပဲတခြားနောက်တစ်ဖွဲ့ကလည်းဒီဆိုင်ကိုပဲတတိုက်ဆိုင်ဆိုင်အေးပေါ့နော်ဇက်လက်မတိုက်ဆိုင်ဘူးဆိုဇက်လက်မဖြစ်ဘူးဆိုတတိုက်ဆိုင်ဆိုင်ဝင်လာတယ်ဝင်လာပြီးတော့ဟို ဒီအရက်ဆိုင်မောင်းဝင်ပြောပါသူစားကြတောက်ကြအခုခေတ်လို့ဆိုဘယ်လိုပြောအရက်နဲ့ထမင်းနဲ့တော့ရောင်းနဲ့ဆိုင်လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အမှဒီစပွဲထိုးမျိုးကောင်မလေးကစပွဲထိုးတဲ့ကောင်ကကောင်မလေးကရုပ်တာရုပ်မဲတော့ရုပ်ဖြစ်ထားတာပေါ့လေတိုင်းတိုင်းလောက်ကောင်ကခုခေတ်လို့ဆိုရင်တော့မိတ်ကအထူးကြီးလိမ့်ထားမျိုးပဲဖြစ်ဖြစ်အောင်အဲ့တော့ဒီ ိန်ကလေးကလို့စကားလေးပြောလိုက်တယ်ဟုတ်ကဲ့ပါပါညာပေါ့လေလို့ပြောလိုက်တယ်ဆိုလဲအတန်လေးကနဝင်ချိုးတဲ့အဖြစ်အသားကြီးကလည်းအရန်ကားနေတော့ဒီကောင်ကစိတ်ဝင်စားသွားတာပေါ့နော်အခုဟိုရှင်ရောင်လို့ဆိုပါလေဟိုအသားထိလိုက်တာနဲ့ဆွဲလန်းသွားတယ်ဆိုပင်စပါပြီလို့နေမှာပေါ့လေယောက်ျားတွေဆိုတော့လည်းမျက်နှာကြည့်မနေပဲနဲ့ဟိုထင်တာခွဲရမှာဘူးနော်သူကလည်းအဲ့လိုမျိုးပေါ့မဲမဲမြင်ရသူတို့ဒီနှိမ့်ဆက်ဖြက်စီးလို့ရမှသူတို့ထင်ပြီးတော့ ဖြတ်စည်းလိုက်တော့ဒီလင်ကျန်လန်းစိတ်ကောင်းတော့ရှိရဒီကမားလေးကိုတော့ဝင်ပြီးတော့ကယ်လိုက်တာပေါ့အဲ့မှာကယ်လိုက်တဲ့အခါကျလက်လွန်ပြီးတော့ဒီဒဲကတရားကိုသူတို့မဲတော့သူကယ်တာကယ်တာပေါ့နော်ကယ်တာကယ်တာသူ့မှာဘာမရှိဘူးလဲဆိုတော့အစမ်းတတိယမရှိဘူးပေါ့နော်သူကပေါ့ပေါ့ရော်ရော်နေလာခဲ့တဲ့သူဆိုတော့ဒီတိုင်းသမားတွေကိုသူဘယ်လိုမှရှင်းမချနိုင်တော့အဲ့မှာလဲသွားတော့ကိုသူကဒါနဲ့အောက်ကနေပြီးတော့ပင့်ထိုးလိုက်တဲ့ခါကျဟိုလူက အလစ်ဆိုတည်သွားတာတစ်ဖက်ကရန်သူကအဲတည်သွားတဲ့ရန်သူကိုပဲသူတို့ကမြှုပ်လိုက်ပြီးတော့အဲထားခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီသူတို့နဲ့ရန်ဖြစ်တဲ့ဘက်ကသူကြောက်ကလွတ်သွားတယ်ပေါ့ဒါပေမဲ့သူတို့အရာကိုအေးစေးစေးပဲအိမ်ုံပြန်သွားကြတယ်ဒါမဲ့သူတို့ ਨੇ နည်းမျက်စိမျက်နှာပြက်နေရပေါ့နော်ဒါမဲ့နောက်တစ်နေ့လဲကြာရောအဲသူတို့အဲလင်ဂျန်နန်စီးရဲ့မြင်းရတည်နေရောလင်ဂျန်နန်စီးရဲ့မြင်းရတည်နေတော့ ထူးဆန်းသွားတာပေါ့နော်ထူးဆန်းသွားဘာလို့မြင်ရပါလို့တည်တာလဲပေါ့အဲ့လိုနဲ့ဒီ channel နဲ့အတူလိုက်သွားတဲ့တိုင်းစရာတွေကလည်းတရားဝီးတရားတည်တယ်တရားဝီးတရားတည်သွားတော့ထူးဆန်းလာပြီပေါ့နော်ဘာလို့တည်ရလဲအဲ့မဲ့တည်သွားတဲ့သူတွေအကုန်လုံးကသွေးလည်းမထွက်ဘူးတန်ရာတန်ကြာလည်းမရှိဘူးဘယ်မှာပဲသွားပြီးတော့တန်ရာပေါ်နေရလဲဆိုတော့ဒီနှလုံး꿰ပြီးတည်သွားတယ်ပေါ့လေဟဲ့သူတို့ရဲ့ဒီအော်မျက်နာမှာပေါ်လာတဲ့သွေးပြန်ကြောတွေရဲ့အနေထားပါဦးကြည့်ပြီးတော့ဒါဟာနှလုံး꿰ပြီးတည်သွားတော့ဟာဒါဆိုလို့ရှိရင်တော့ပေါ့နော်ဘယ် ဘယ်တိုင်းခိုင်းရအောင်ပြူတဲ့ဟိုဘယ်လိုဘယ်လိုပြောရမလဲတိုင်းခွက်ဟုတ်တယ်ပေါ့နော်ကျွန်တော်အဲဒါဆိုရင်တိုင်းခိုင်းနေရကိုကိုပါ signature လေးရှိရပေါ့နော်ကိုပိုင်းထူးခြားတဲ့လက္ခဏာလေးရှိရပေါ့အဲ့မှာအဲ့တိုင်းခိုင်းကလူတည်သွားတယ်အဲ့ဒီအချိန်မှာပဲဒီမင်းဂျန်နာရဲ့အဖေအားလဲပေါ့နော်ဟိုဟာပေါ့ဒီသူ့အဖေအားနေပြီးတော့မှအဲသူ့စီကိုလဲပေါ့နော်ဒီတိုင်းဘက်တစ်ဘက်က ကိုယ်စလဲလွတ်မယ်လို့ပြောတယ်ပေါ့အဲ့တော့ဒီကိုယ်စလဲလွတ်မယ်ဆိုတာအဲ့ကိုယ်စလဲကဒုစီလာတော့မယ်ပေါ့နော်အဲ့ဒါဆိုရင်လာမဲ့သူကဘယ်နဲ့ရပေါ့နော်အဲ့လိုပြောလိုက်တော့သူသားတိုင်းနဲ့စိတ်ပူနေပြီအဲ့ဒါကငါတို့ရဲ့ရန်တက်ခဲ့တဲ့သူတွေလားမသိဘောဝိပုံစားပုံပြောပုံဆိုပုံဒီကတော့ပေါ့နော်အဖေပြောတဲ့ဒီချင်းချမ်းကိုင်းအဲချင်းချင်းချမ်းကိုင်းရပုံနဲ့တူတယ်ပေါ့နော်သူကကျန်းစီနေတာချင်းချမ်းကိုင်းရထင်းရတဲ့ရဲ့အာ ခိုင်းရပုံစံနေနဲ့တူနေရပေါ့အဲ့ချိန်မှာပဲသူ့ဖေကလည်းအငါတို့ကပေါ့နော်မိတ်ဆွေဖွဲ့ဖို့လိုတယ်ပေါ့တနေနဲ့တနေသွားလာနေရဆိုတော့အဲ့တော့ငါတို့ချင်းချန်ခိုင်းနဲ့မိတ်ဆွေဖွဲ့လာတော့ချင်းချန်ခိုင်းကလည်းငါတို့ရှီကိုလောင်မဲပေါ့မိတ်ဆွေတန်တမန်လွတ်မဲပေါ့နော်လွတ်တဲ့အခါလည်းအမန်တော့ယတိဆိုရင်လည်းတော့တိတ်တိတ်ပုံမိမနဲ့မွေးထားတယ်ကားပေါ့နော်အားလားလွတ်လိုက်တာတကယ်တော့အယတိသားလည်းကောင်းမနေဘူးပေါ့လीနော်တကယ်တော့ဘော်ဒီယာတွေကကောင်းမနေဘူးအမှ ပြည်ထနာဖြစ်တယ်ဒါအကောင်းချင်းမကောင်းချင်းကသူတို့ကိစ္စဖြစ်သွားပြီးတော့ကိုယ်ကတက်မိသွားတာပြည်ထနာရှိရပါတော့အဲ့နဲ့ဟိုကလည်းအဲသူတို့တက်ရခေါင်းလားဆိုပြီးဒီအာမခံဌာနကိုအပြုတ်ဖြုတ်တာပေါ့နော်အာမခံဌာနလူကြီးအကုန်လုံးခွေးတကောင်ကြောင့်တမီးတောင်မချင်အောင်အကူကြီးတောင်းထွက်တဲ့ကောင်တက်အကုန်လုံးနောက်ဆုံးပဲခြောက်ချားပြီးတော့အဖေရအမေရတားလေးရသုံးယောက်ပဲပဲချင်ပြီးကိုထွက်ပြေးကြတာပေါ့နော် ထွက်ပြေးကြပြီးတော့မှဒီလမ်းကြီးရောက်တော့လဲလိုက်သက်ဟာသူတို့ရေပြေးပေါမရှိနောက်ဆုံးအဖေနဲ့အမေနေရာမိသွားဒီသားလောက်တဲ့သူကအဖေနဲ့အမေကိုဘလို့အောက်သူမကယ်တင်နိုင်ဘူးပေါ့နော်အဖေနဲ့အမေရဲ့တာယာကောင်းတာတောင်မှပဲဒီလူတွေကိုဘလို့မှမရှင်နိုင်ဘူးဆိုတော့အဲ့မှာသူစဉ်းစားစရာဖြစ်လာတယ်ပေါ့နော်ငါတို့တိုင်းခွက်ဒီပေါ့ဘလူးဘလူးမီတာတိုင်း108ခွက်အရင်ကောင်းနေလဲပြောတယ်ပေါ့နော် ဒီလက်တိချက်တွေလည်းကောင်းတယ်လည်းပြောဘာလို့ငါတို့မရှင်းနိုင်တာလဲသူဒီလိုစဉ်းစားမိရပေါ့နော်ဆိုပြီးတော့အဲ့ဒီဇလန်အဲ့လိုအစပြုတယ်ဆိုတော့အဲ့ဒါဆိုရင်ဒီလက်ဆင်ကန်းလာတဲ့အဲ့ဒါတွေးမိတာပေါ့နော်လက်ဆင်ကန်းလာတဲ့ဆိုတဲ့အကြောင်းအချက်လက်တွေလက်ဆင်ကန်းလာတယ်ဆိုတဲ့ပညာအမှုရေတွေကလျှို့ဝှက်ပြီးတော့မှလက်ဆင်ကန်းတဲ့အခါမှာအပြည့်အစုံလက်ဆင်ကန်းတာဟုတ်မဟုတ်ဆိုတာကို ိုးအဖွဲ့ကြီးကတအားကိုဘယ်လိုပြမလဲတောက်ပြောင်နေတဲ့ခါကြတော့ဗောနော်အဖိုးရဲ့အရှိန်နဲ့တအားကောင်းနေတော့လူတွေကလာမဆန်းရဲတာနဲ့သူတို့ရဲ့တိုင်းပညာဟာတိုးတက်နေတာလားဆုတ်ယုတ်နေတာလားအဖိုးလောက်မကောင်းမနဲ့ရုတ်ရော့နေတာလားဆိုတာသူကစမ်းသပ်ဖြစ်မရောဖြစ်နေပေါ့နော်အဲအရှိန်အဝါကနေတစဉ်အအမိခိုပြီးတော့မှဒီဘယ်လိုပြမလဲမိခိုလွန်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အခြေအနေအကြောင်းရင်းမှန်ကို မတိလိုက်ဘူးဆိုတဲ့ဟာပေါ်လာတယ်ပေါ့နော်တကယ်ရေးရဲ့အကြောင်းရဲ့ကြောင့်တော့ဂျာမဟဲ့ငါတို့ဒါသားရလဲသူများသူများတိုင်းွက်တီလို့လဲကောင်းမနေပါဘူးလားပေါ့နော်နိုင်ဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လက်စင်ကံပြီးယူလာရဲဆိုတော့ညာလဲပဲပေါ့နော်ကိုယ့်ရဲ့ရည်သွေးရဘယ်လိုရှိသလဲဆိုတာကိုတကယ်တော့လေ့လာဆန်းစစ်ဖို့လူနေရပေါ့နော်ဒါကတကယ်ကလေစာရေးဆရာကြီးတရုတ်စာရေးဆရာကြီးကျင်းယုံကရေးထားခဲ့တဲ့ the smiling အာဝန်ဒရာဆိုရဲဒီတရုတ်စာအုပ်ကိုဆရာဒီတက်ကတော့နေလင်းအောင်ကဘာသာပြန်တော့ပေါ့နော်ဘာသာပြန်တော့တိုင်းလောကစိန်ခေါ်တဲ့ဆိုအုပ်ဒီအများကြီးပဲအထူးပဲအဲစာအုပ်ကြီးကိုရင်းတော့စာအုပ်ကိုဂိုင်းဖက်ခဲ့အောင်လေအခုတော့စာမျက်နှာပေါင်း4000ကျော်ရှိတယ်အဲစာမျက်နှာပေါင်း4000ကျော်ရှိတဲ့စာအုပ်ပေါ့နော်ဝန်ဆရာအဲ့ဒါကြီးအကုန်လုံးဖတ်မယ်ဆိုရင်အပီးနိုင်မစည်းနိုင်ဖြစ်မှာဆိုတော့ငါကတော့ဒါကြီးကိုဒီလိုပဲစကြောင်းပြန်မယ်ပေါ့ à sao cháu vậy nè cho lì lệ cho mẹ vào vợ đến vợ đến nói nói đó à từ đó nên sẽ đánh nhau khen mẹ từ gì nữa nên sẽ làm nè ó sao cháu nó sẽ đi ra là tái đi à từ đó từ đó à mà qua đi 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 cho cháu thật thà được nhỉ ta lên mà ta tăng để đi đi thả thì à tăng trang đi thả lại tăng qua đi trang lại lần nhiều lần nhiều trên nhỉ ာဒီအတွင်းအောက်လည်းကျင်ရတယ်ပေါ့နော်အတွင်းအားကျင်တာအဲလီလူရဲ့လူရဲ့ရမ်းမိခန္ဓာကိုယ်ရအတွင်းအားလေးကိုဒေချာကျင်အဲဒေချာကျင်ပြီးရောက်လာကြမှာအဲနောက်ထပ်ဒါပိုင်းနဲ့ဒါပိုင်းကျင်တယ်ဒီပေါ့နော်အဲ့တော့တို့အဲထားပါတော့လေအဲ့တော့အဖေနဲ့မိညာမိသွားတယ်ပါလုံးတဲ့သူကရုပ်ဖြတ်ပြီးတော့ခါကုန်းတဲ့ပုံစံပေါ့နော်ကြောမှာအဝိထုံကြီးကိုတင်ပြီးတော့ခါကုန်းတဲ့လူတယောက်ပုံစံအိမ်အောင်ဆောင်ပြီးတော့ထွက်ပြေးရတယ်အဲဒါ ဒါအခုဇက်လိုက်တစ်ပိုင်းပေါ့နောက်တစ်ပိုင်းကကြတော့အဲ့ဒီစိုင်ကိုလာဖွင့်တဲ့ဖိုးကြီးနဲ့အဲဒီ main ကလေးတို့ရဲ့ဇက်လန်းပေါ့နော်အဲ့မှာတခါစဉ်းစားကြည့်ရပေါ့နော်အရာအလောက်တိုက်ဆိုင်လည်းမရှိဘူးလို့ပြောတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့တိုင်းချမ်းဒါအခုဒံပဲကြီးနေတော့အဲ့နံပါတ်ကြီးရဲ့တိုင်းချမ်းဖြစ်တယ်ဒီတိုင်းချမ်းကိုရယူဖို့အတွက်လူတွေကစူးစမ်းတာတပြိုင်တည်းတစ်ပတ်ဖြစ်သွားကြတယ်ဆိုတဲ့ပုံစံနဲ့တူတယ်ပေါ့နော်အဲ့တော့ဒီဟာကိုရဖို့အတွက်စူးစမ်းကြတဲ့အခါမှာ ဟိုဘယ်လိုရမလဲတချို့ကလည်းပညာရှိနည်းနဲ့ပေါ့လေအဲဒါမဲ့ကောင်းတော့တော့အကွက်ချပြီးတော့ကြံစီချတာကြီးပဲပေါ့နော်အခုဒါဆိုရင်အဖိုးကြီးတဲ့ဒီမြီးမာလေးတို့ကဆိုင်းခွင့်ပြီးတော့မှလောက်တယ်ဒီမြီးမာလေးကြောင့်ပြဿနာတက်သွားတယ်အဲတက်ပြဿနာတက်အောင်တော့သူတို့လာခွင့်လာတော့ဖောက်ဘူးပေါ့နော်ဒါမဲ့လည်းဒီအဲမင်္ဂလာအာမခံဌာနကိုစောင့်ကြည့်ဖို့အတွက်ဒီနေရာကိုသူတို့ဝယ်ပြီးတော့မှစောင့်ကြည့်နေရဆိုတာထင်ရှားတယ်ပေါ့နော်အဲ့တော့စောင့်ကြည့်နေပြီဆိုတဲ့လူကျင်တာတခုခုရှိလို့ပေါ့နော် နောက်တစ်ခုအခါကျတော့သူတို့ဒီလိုစောင့်ကြည့်ခံရပါလားဆိုတာကိုဒီမင်္ဂလာအာမခံဌာနသူတွေကမသိနေဘူးဆိုတာလည်းအာကိုကိုဒီကတိတ်ဟုတ်လာပြီလို့ထင်သွားတဲ့အခါမျိုးမှာပတ်ဝန်းကျင်ကိုမျက်ချင်ပြတ်သွားတတ်တယ်ဆိုတဲ့ဟာကိုလည်းအဲပေးတယ်လို့ခံစားမိရပါတော့နောက်တစ်ခုကအဲ့ချစ်ချံ gain ကလာပြီးတော့တိုက်တယ်ဟိုလာပြီးတော့ဟိုအမဲတော့သူ သူကမိတ်ဆွေဖွဲ့ဖို့လွတ်တယ်လို့ဒါပြောတာပေါ့နော်တကယ်မိတ်ဆွေဖွဲ့ပြီးသားနောက်ဆုံးမိတ်သားပညာဖလဲတာတို့ဘာလို့အဲ့ဒါမျိုးကြီးလာတော့မှာဘူးအဲ့ကြိုင်ခင်ဗျားတို့ရဲ့ဘလူးမီတာဖိုင်းအဲကျန်လေးပါလီကျုပ်လိုကြည့်ပြရစီဆိုရင်လာခြင်းလက်လာမှာပေါ့လေနော်အခုတော့မလာလိုက်ရပဲနဲ့တည်သွားတော့အကွက်ဆိုင်သွားတာပေါ့နော်အကွက်မဆိုင်ဘူးဆိုရင်လည်းသူတို့အနုနီနဲ့တောင်းလို့မရဘူးကျန်နီနဲ့ဒီမင်္ဂလာအမခံထားတော့ချိန်မုန်းပါပဲချိန်မုန်းပြီးတော့ကိုလိုချင်တာရအောင်ယူမှာပဲကိုခစ်လိုပဲပေါ့နော်ရအောင်ယူမယ်ကိုလိုချင်တာလေးရပါပြီလို့ရှိရင် ပြန်ဆောက်တော့မှာပေါ့။ရအဲ့တော့ကိုလိုချင်တာရအောင်ယူတယ်ယူမယ်ဆိုတဲ့အခါမှာအဲတခြားသူတွေကကိုကိုဒီလိုနှိပ်ဆက်ကလူပြုတ်မယ်ကိုရှီကနေအမျက်ထုတ်မယ်ဆိုရင်ကိုကဒီလိုအမျက်ထုတ်မခံရဘူးအတွက်ကိုကိုမှအရင်ဆုံးသူတို့ချက်သူတို့ထက်မတန်မှတော့သူတို့နီးတူတန်မှနေဖို့တော့လိုတယ်ပေါ့နော်။နောက်တစ်ခုကလွယ်လွယ်နဲ့အလိမ်မခံရဖို့လိုတယ်။အခုကအဲ့လိုမဟုတ်ဘဲနဲ့အဲဒီလွယ်လွယ်ကြီးနဲ့ပေါ့နော်သူတို့တွေဆိုရင်တကယ်ကို ဌာနကြီးတခုဖြစ်ပါရဲ့သားနဲ့ပေါ့နော်လုံးဝပြုတ်ပြုတ်ပြုံးသွားရတယ်ပေါ့နော်ဒါလည်းပါလဲဆိုတော့အဲဒီစပိုင်းမှာဒီတိုင်းသူတို့ဌာနရဲ့စီမံခန့်ခွဲမှုညံ့ပြင်းပုံနေကြအောင်ဒီဒီဇက်လိုက်ဒုတိယဇက်လိုက်ရှိမှာပေါ့နော်သူဒီဇက်လိုက်ကအဲတော့ပြစ်ထွက်တာတောင်မှပဲဆရာလေးပြစ်ဖို့ဆိုပြီးတော့တက်တီးငှက်တီးကိုအတုလောက်ပြီးတော့ပေးရတဲ့အဆင့်ထိဆိုတော့လीဒါဒါလည်းသူတို့ရဲ့ညံ့ပြင်းမှုတစ်ခု ဟုတ်တယ်ပေါ့နော်ဒီတော့လိုက်ထွက်တာတော့အမဲရအောင်မလိုက်နိုင်တဲ့သူတရားကဘလိုနည်းနဲ့မှရန်သူရှင်းပြနိုင်စရာစွမ်းလုံးဝမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ဒီချက်တွေကိုကြည့်ပြီးတော့အဲကို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 မှလည်းစွမ်းတတ္တိရှိဖို့လိုတယ်အဲ့လိုပဲအစုအပေါင်းအတင်းဖွဲ့နဲ့လုပ်တဲ့အခါမှာလည်းသူ့ရဲ့ယာတို့ထန်တန်ရအလိုက်ပေါ့နော်ဟိုတာဝန်ကြီးကိုစနစ်တကျခွဲဝေတတ်မှတ်ပြီးတော့ ဘယ်သူကတော့ဘာလုပ်ရမယ်ဘယ်သူကတော့ဘာလုပ်ရမယ်ဆိုတာမျိုးလုပ်နေဖို့လိုသလိုဒီအလက်ကအလီနာတော့ပေါ့နော်အလီနာတော့ကုံဆုံးသားမဲ့အချိန်ကြီးအလီနာတော့ကုံဆုံးသားမဲ့စိတ်ဓာတ်ကြီးအလီနာတော့ကုံဆုံးသားမဲ့ငွေကြီးတွေကိုလည်းစီးတဲ့ရေဆဲတဲ့ကစင်းလောက်ဖို့လုပ်မယ်လို့ထင်တယ်ပေါ့နော်ဒါဒါဒီစာအုပ်ရဲ့ဟိုအပိုင်းဟိုပထမပိုင်းပေါ့နော်အားလုံးကစာအုပ်ကအဲငါကိုစာအုပ်ရောဆက်နောက်အုပ်တော့မသိရှိတယ်နဲ့တွေ့ရတာစာအုပ်တစ်ပုံ ခဲမှာပါတယ်အမထပ်ပြေးရတယ်ထပ်ပြေးရတဲ့အခါကျတော့လမ်းမှာအဲဒီဒီဒီလိုဇလန်းဖြစ်ပြီဆိုရင် လူသားတွေကအကုန်လုံးတယောက်နဲ့တယောက်တင်းစကားတွေရကြတာပဲလေနော်ဟာမင်္ဂလာအမခံထားတာတော့ပြုတ်ပြတ်သွားပြီဟေ့ဆိုကြတယ်ဟာအဲသူတို့တွေကတော့သူတို့ရဲ့ဒီအမျက်တနှုတ်ထားတဲ့ပစ္စည်းကိုသူတို့နဲ့အတူမကွာယူပြီးပြေးမှာပဲဆိုတာဒါသူတို့တည်အဖေနဲ့အမေကိုမိသွားတော့ဒီနဲ့အမေမှာအဲ့ပစ္စည်းပါမလားဆိုတော့ဟာတားချီမှရှိမှာပဲဆိုတော့ဒါကသူတို့ ဘာကိုလိုက်ရှာကြပြီးတော့ဖိနေမျိုးတော့ဘာမှမလုပ်သေးဘူးပေါ့နော်အဲ့ချိန်မှာသားလုတ်တဲ့သူကထွက်ပြေးရအဲ့ချိန်မှာဇောနာပြောတဲ့အဖိုးကြီးနဲ့ main ကလေးပေါ့အဖိုးကြီးနဲ့ main ကလေးကဘယ်သူကလာလဲဆိုတော့ပွာဆန်းခိုင်းတယ်ခိုင်းနိုင်မယ်အစ်တစ်ခုထည့်ရအောင်နော်ပွာဆန်းခိုင်းရနေစိတ်လွတ်လိုက်တာပေါ့နော်ပွာဆန်းခိုင်းရခိုင်းချုပ်ကြီးကနေပြီးတော့မှသွားအာဒီမှာဆိုင်သွားပြန်ဒါပေမဲ့ main ကလေးပါလာဖို့မဟုတ်ဘူးတကယ်ဖွင့်မှာအဖိုးကြီးအောင်ဆောင်နေသူသူတို့ရဲ့ခိုင်းရဟိုဟိုဆိုတာဘယ်လိုဘယ်လိုပြောရမလဲ ခိုင်းရဲ့တပည့်အကြီးဆုံးပေါ့နော်ခိုင်းရဲ့တပည့်အကြီးဆုံးမျက်မျက်နာလွှဲရတဲ့တပည့်အကြီးဆုံးကိုပဲလွှတ်လိုက်တာဖြစ်တယ်တပည့်အကြီးဆုံးဆိုတော့လည်းခိုင်းရဲ့တီထောင်တာအသက်ညူသေးတယ်အာခိုင်းကျောက်တီကလည်း90တပည့်လည်းလောက်ပဲရှိသေးတယ်ဆိုတော့ဒီခိုင်းရဲ့အကိုအကြီးဆုံးက30ဝန်းကျင်လောက်ပဲရှိအောင်ပဲပေါ့နော်ငါအားဖြတ်လိုက်တယ်ဒီမှာလာပြီးတော့မင်းသူကတော့ပေးရခေါ်တတ်တယ်ဒီလိုပြဿနာမဖြစ်အောင်တော့တတ်နိုင်ဆုံးဟိုလောက်တော်လဲပဲပေါ့နော်သူတို့ဒါတိုင်းတက်တယ်ဆိုတာလည်းမပေါ်ခြင်းတော့ဆောင်ထင်းရင်းနဲ့ ပုံပုံကွယ်နေရတဲ့တဘာဝရှိတဲ့အခါကအဘယ်ရောင်မှလွတ်လွတ်ကျွတ်ကျွတ်ကုလို့မရဘူးဆိုတဲ့ဟာကိုလည်းအမှမြင်ရတယ်ပေါ့နော်အဲဒါကြောင့်ကိုရေးကိုတာအတွက်ကိုဖုံးလုံးကွယ်လုံးနေအခါမှာတကယ်လိုအပ်နေတဲ့အချက်လက်တွေကိုနောက်ကျပြီးမှအဲလုံနိုင်တယ်ဆိုတဲ့ဟာကိုလည်းမြင်ရတယ်ပေါ့နော်အဲဒါကြောင့်အများစုအတွက်ဆောင်ရွက်တဲ့အခါမှာကိုကြီးကိုရာကိစ္စတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုရဲ့တက်ဖွဲ့ချင်းစီရဲ့အကြောင်းအရာတွေဦးစားပေးနိုင်မယ်ဆိုရင်ညာနဲ့ပတ်သက်တဲ့ဟာတွေက နှောင့်နှေးသွားနိုင်တဲ့တပောင်းနှောင့်နှေးသွားနိုင်တဲ့ဆိုတဲ့တပောင်းအောက်လေဒီဒီစာအုပ်ရဲ့ပထမပိုင်းမှာကိုတွေ့လာရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဒီအာမဂန်ဌာနကိုလာပြီးစောင့်ကြည့်ရဆိုတဲ့ဒီအာမဂန်ဌာနကပိုင်တဲ့တိုင်းချက်ကိုသူတို့လက်မှတ်မောနေရဆိုတဲ့ဟာပေါ်လွင်ထင်ရှားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုပိုင်တိုင်းပညာတွေရှိပြီးကိုပိုင်ဂိုင်းနေတဲ့အသီးသီးထူထောင်ထားပါရဲ့တန်းနဲ့ကိုပညာရဲ့အာအာအာနေချက်ကပါလဲအာသာချက်ဖျောင်းပြုံးလို့ရမလဲဆိုတာကို မလုပ်ဘဲနဲ့သူများစီရဟာမတ်မောနေတယ်ဆိုတဲ့စိတ်ဓာတ်ကလည်းမကောင်းဘူးပေါ့เนาะအဲ့တော့ကိုယ်ကိုယ်မှာရှိတဲ့အရင်ချင်းကိုပဲ analyze လုပ်ပြီးတော့စမ်းစစ်ပြီးတော့ဟိုပိုပြီးကောင်လုပ်မယ်ဆိုရင်ရနိုင်ပါရဲ့တာနဲ့ပေါ့เนาะဒီကူတော့ဒီလိုပြဿနာတွေဖြစ်သွားရတယ်ပေါ့လေအဲ့မှာဒီချင်းချင်းဂါရလိုက်ပြီးတတ်တတ်တာပေါ့เนาะလိုက်တတ်တာအဲ့ချိန်မှာပဲဟိုဒီဒီမင်းမင်းသားလေလင်းမင်းချက်ပေါ့เนาะမင်းသားနာမည် sorry လင်းမင်းချက်လင်းချက်နဲ့ ခိုင်ခိုင်မိင်္ဂလာအမခံထားနိုင်ခန်းစားအလင်းမေချက်ကထွက်ပြေးရတာပေါ့လေထွက်ပြေးတော့အလမ်းမှာအခုမှမင်းသားမင်းသားနာမည်ကလင်းဟူချောပဲလင်းဟူချောပါအဲ့မင်းသားလင်းဟူချောဇောနာဝါစံကားရဲ့ဟိုတစ်ဖက်အကြီးဆုံးပေါ့အဲ့သူကလည်းသူ့ရဲ့ဒီအငယ်ဆုံးညီမလေးပေါ့အဲ့ဒါသူ့ရဲ့ဒီခိုင်းကောင်းဆောင်ရဲ့ခိုင်းချုပ်ကြီးနဲ့ခိုင်းချုပ်ခရော်ယူတမီလေးပေါ့နော်သူ့ရဲ့ညီမလေးပေါ့သူချစ်တယ်တိတ်ဆိတ်တဲ့အတိတ်တိတ်ကလေးကြိတ်ချင်နေရဲ့ main ကလေးပေါ့လေအဲ main ကလေးအဲ့ပါတော့မဲ့အဲ့ main ကလေးကဘယ်လိုဖြစ်သွားလဲဆိုတော့ main ချက်ကအာမဲ့ main ချက်မကယ်လဲဒီမောင်နှမနေရကသူတို့ပါသူတို့ဖြည့်ရှင်းနိုင်တယ်သို့တော့ main ချက်ကကယ်လိုက်တော့ main ကလေးဆိုတော့ဘယ်လိုထင်ပါလဲဆိုတော့ဟာငါ့ကိုဒီလိုတောင်းမှာပေါ့နော်ကိုကျိုးစုံကြီးကယ်ပေးကယ်တဲ့ကောင်ငါငါငါ့မှာလည်းတောင်းဝင်ရှိရဲ့သူ့ကိုငါမဲ့ရအိမင်းသားလည်းတော်တော်နေ main ချက်ကလည်းတော်တော်ချောတယ်ဆိုတော့ပြကြပါရှိမှာပေါ့လေမတူကြရမယ်ဆိုသူကလည်းတခါပြန်ကဲဖို့ အထုတ်တယ်ပေါ့လေအဲ့လိုပုံစံမျိုးနဲ့တိုင်းလောကတွေကိုချီးဆက်သွားကြတယ်ပေါ့ချီးဆက်သွားကြတဲ့အခါကျတော့အဲလမ်းမှာတခြားကြုံရတဲ့အတွေ့အကြုံတွေအများကြီးပဲရှိရုံပဲပေါ့နော်ဒါမဲ့ပြောချင်တာသူများရှိရဟာကိုလိုချင်တဲ့အခါကျတော့သူတို့တွေဆဆစီစီကြံစီအထုတ်တယ်ကိုယ့်ဘက်ကစလိန်တယ်သို့တော်လည်းပဲသူများဘက်ကအဲပြန်ပြီးတော့လှုပ်တဲ့အခါကျတော့မခံမရနိုင်ဖြစ်ပြီးတော့အဲ့ဒီအလိန်ကိုပေါ့နော်ကိုအလိန်ကနေသူများအလိန် လွတ်လိုက်တယ်ပေါ့နော်ဆိုတော့အာအိမ်မှာနောက်ထပ်ဂိုင်းနေထက်လာတယ်ဝါမီဂိုင်းရှိမယ်အဲချင်းချမ်းဂိုင်းရှိမယ်ပြီးလို့ရှိရင်ခုဆိုပါဆန်းဂိုင်းပါဆန်းကန်းရောက်လာပြီပေါ့နော်ပါဆန်းကန်းရောက်လာပြီနောက်တစ်ခါတကူတော့တကူတော့အတိုင်းသမားတွေပေါ့နော်မြောက်ပိုင်းကနေပြီးတော့လာတဲ့နည်းနည်းဟိုစိတ်ဓာတ်တွေပါတိတ်မကားမှုဒီမြောက်ပိုင်းကတိုင်းသမားအဲမြောက်ပိုင်းကတိုင်းသမားသူကလည်းဒီရောက်လာတယ်ပေါ့နော်ရောက်လာပြီးတော့ဒီဒီဒီတိုင်းချောင်းရဖို့အတွက်တိုင်းလောကတခွင်ပေါ့နော်ပြဲပြဲစဉ် အထောက်ကြရတယ်ပေါ့လေအဲ့တော့တိုင်းလောကတခွင်ပြည့်ပြည့်စင်အထောက်ကြရတဲ့ခါကျတော့သူတို့တွေဘယ်လိုဖြစ်သွားလဲဆိုရင်ဒီအာမခံဌာနလုံးလုံးပြတ်သွားတယ်ပေါ့အင်းလာအာမခံဌာနလုံးလုံးပြတ်သွားတယ်ပြတ်သွားပြီးသူတို့ထွက်ပြေးနေရတယ်ထွက်ပြေးနေရပြီးတော့အဲလင်းဥချုံကလည်းဟွာဖြစ်သွားတယ်ပေါ့အဲ့တော့အဲ့လာကအပိုင်း1နဲ့အပိုင်း2ပေါ့နော် အပိုင်းတင်းနဲ့အပိုင်းနှစ်မှာရင်မဲ့ဒီလောက်လောက်ပြဿနာပေါင်း16000တို့တို့ကျောင်းလာရပြီပေါ့လေအဲ့တော့မှငါတို့ဒီအကျွေးပြန်ဆက်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်အကျွေးပြန်ဆက်ခန်းလိုက်တာနောက်ဆုံးမိကြတော့ဒီတို့မနိုင်တော့တဲ့ခါကျတော့တို့တွေထွက်ပြေးရတယ်ပေါ့နော်အဲ့ဒီထွက်ပြေးတဲ့အထိရောက်သွားပြီပေါ့အဲ့ဒီအထီကိုအဲနားလက်ခံလိုက်မယ်နားလည်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒါကြိုတင်ကြံစီမှုတွေရှိတယ်။ကိုယ့်ဘက်ကပညာရေးမပြေပါဘူးဟာကိုယ့်ကိုယ်ပဲပြန်ပြီးပြဿနာဖြစ်စီရဲ့။အမှသားမိသားဘာတွေထွက်ပြေးကြတော့အဲ့သားမိသားဘာတွေကိုလက်ခံထားမင်းဆိုင်နေပေါ့နော်။အဲ့လိုဆိုင်နေရသူတွေပါတည်တာ။နောက်ဆုံးမိအဲ့ဒီသားမိသားဘာတွေကစားစရာနေစရာလုံးလုံးကိုမရှိတော့ဘဲနဲ့အဲဒီတော်တော်ကို ကျုံကျုံကြတယ်ဘောက်လျှောက်သွားတယ်ပေါ့နော်အဲ့လိုဖြစ်တယ်အားအကြောင်းဆော့ဆော့စီးစီးကတိုင်းကိုသားလေးလည်းဆိုပြီးချစ်လို့ပေါ့နော်ပညာမပေးဘူးဆိုတာလည်းပြဿနာဖြစ်စီတယ်ပေါ့အခုတတိယတော့ဒီ Zack တိုင်းလောကစိန်ခေါ်တဲ့နဲ့မှာပါတဲ့အပိုင်းရဲ့နည်းနည်းလေးပဲရှိပါသေးတယ်ပေါ့လောလောဆယ်ကတော့သူတရဲ့ဒီတိုင်းလေးချင်းကလေးလည်းကြည့်ကြပါဦးပေါ့နော်တေးသေးချာချာလေးလိုင်းထိုင်းချင်းထားတာဖြစ်ပါတယ် ာယူဇာနာမင်္ဂလာပါအရင်စောတိကဥတည်มาရယ်ဗျာချိုးမီအချိုးမီမင်္ဂလာပါမညာတဲ့မင်္ဂလာပါကိုဖီနစ်ဆော့ပါမှာဟိန်းစ်မင်္ဂလာပါချစ်လူပါမင်္ဂလာချစ်လူမမင်္ဂလာမားကျိန်းမင်္ဂလာမတ်လင်းလင်းမင်္ဂလာပါမတ်နီနီမင်္ဂလာပါမတ်လင်းလင်းမတ်နီနီဖီနစ်ဆော့ပါမောင်မားကျိန်းမရိုစာဂျွန်နာတကူရတန်းတမ်းလိုက်ညာလိုက်တာဦးတန်းခိုင်းရလား ဒါကတော့ဇပါလာမှာဦးတန်းတို့ခွန်လုံးတို့ရှောင်းလင်းတို့အဲအားပါလာမှာဦးဝင်းမင်္ဂလာပါမနေ့တည်းမင်္ဂလာပါစောရဲတို့မင်္ဂလာပါဟုတ်ဟုတ်မမကေမင်္ဂလာမခေသရီမင်္ဂလာပါမရုစာချုံနာမင်္ဂလာပါအာမချစ်လို့ကမင်္ဂလာပါနိနေမင်္ဂလာပါမဇူရာမင်္ဂလာပါ ုချေလူမမင်းလားကိုဖုံးမင်းလားကိုဖိုက်မင်းလားပါကညောမူချောခီလာဖောကကညောမူချောခီလာဖောမင်းလားအိုကေဒရီမင်းလားပါမလီလီမင်းလားမရူဇာချုံနာမင်းလားအဝေးမင်းလားတလူမင်းလားမဆိုရာမင်းလားမခေဒရီမင်းလားမခေမင်းလားမအေမင်းလားပါမမြတ်မြတ်မင်းလားပါမင်းချပုံလို့ထင်တယ်။အခုကြာမင်းချပုံကတက်တက်။ဒီကမှာတော့မင်းချပုံလို့တော့မပါဘူး။ ကိုတော်လုံးမိင်္ဂလာပါတိုင်းလောကစင်ကြောတန်ဟုတ်ဘူးတိုင်းလောကစင်ကြောတန်ကချင်မို့တိုင်းလောကစင်ကြောတန်တိုင်းငယ်ကကချင်ရတိုင်းငယ်သူရဲ့ကောင်းနေတူတယ်အာညမဆိုရာမိင်္ဂလာပါမလေးလေးမိင်္ဂလာပါအာကိုချင်လူပိုင်းမိင်္ဂလာပါချစ်လူပါမိင်္ဂလာပါမတင်စာပါမိင်္ဂလာပါမတက် HD မိင်္ဂလာ WS မိင်္ဂလာပါမမြတ်မြတ်မိင်္ဂလာပါ ကိုရင်မောင်မင်္ဂလာပါမနှယ်ရင်မင်္ဂလာပါမရင်နဲ့နာမင်္ဂလာပါဒီဒီမေဝင်းမင်္ဂလာပါမကိုသားတိုင်းမင်္ဂလာပါကိုတိုက်ကားမင်္ဂလာကိုစမတ်မင်္ဂလာကိုဖိုင်မနှောင်းမင်္ဂလာမမုံမင်္ဂလာပါဒီရံမုံမင်္ဂလာပါဒီဒီဦးမင်္ဂလာဦးသက်တိုင်းကိုသက်တိုင်းမင်္ဂလာမသိဆောင်မင်္ဂလာပါ အနုဝေစေမဆန်နေလေးမင်္ဂလာမချူလိုင်းဟန်နေမင်္ဂလာမချူလိုင်းမဟုတ်မင်္ဂလာပါမမရိုးစ်ချင်းလာမရိုးစ်ရိုးစ်မင်္ဂလာပါမအရူစာချူတာမင်းမမအမဆန်ဆန်ဆန်မင်္ဂလာမအေခေဆန်ဆန်မင်္ဂလာပါမမဆွေဝဲမင်္ဂလာမဆွေတူမင်္ဂလာမဆွေမင်္ဂလာပါမအေမင်္ဂလာပါမတီးမိတ်မင်္ဂလာပါမမဘာဝမင်္ဂလာပါအင်း ကိုရဲမင်္ဂလာပါကိုရဲကိုရဲမင်္ဂလာပါကိုမင်းယူတိုင်းမင်္ဂလာပါမမင်းယိုယိုမင်္ဂလာပါဝါခင်ဘဝယူမင်းဝါခင်ဘဝတို့မင်္ဂလာပါကိုရောင်နီမင်္ဂလာပါကိုရေချုံမင်္ဂလာအိမ်စီမင်္ဂလာပါဝါခင်ဘဝပြုဝါခင်ဘဝတို့မင်္ဂလာပါငါးလေးစားမင်္ဂလာပါအားလုံးစားကြနာမင်္ဂလာပါအော်မိဟာအရင်ဝဲလဲဝဲဟာအရင်ရဲ့ပါပါငါထွေးထွေးမင်္ဂလာပါဝါချစ်လူပါမင်္ဂလာပါ င်ညောင်းမူခီလာပါမင်္ဂလာကိုစောမင်္ဂလာပါအော်အဲအဲလေးနဲ့ကိုရွှေတာမင်္ဂလာပါကိုရွှေညောင်းကိုရွှေပိုင်မင်္ဂလာပါကိုပါစောမင်္ဂလာပါဟူအမ်ချန်နယ်လာအော်တဘူရိုင်းမင်္ဂလာပါအာလိုက်နဲ့အန်စီမင်္ဂလာပါရိုက်တဲ့ကလာမင်္ဂလာပါအာကိုဗလာမင်္ဂလာပါကိုချီလူမမင်္ဂလာပါမရိုဇာမင်္ဂလာပါ အဲ့ဒါဆိုအလုံးဟဲ့ဒီနေ့တာပါဒီနေ့တန်းတော့ရစိန်ကြတဲ့အလုံးအခုဆိုရင်တော့စာပထမပိုင်းကနေစတုထပိုင်းဒီအားဆက်ချောင်းပြောတာနော်နောက်ထပ်နောက်ထပ်လေးဦးထပ်လာအလုံးဝတတော်